ပြည်သူ့ကျွန်တော် blog channel ကိုအားပေးနေတဲ့ညီကောင်မောင်မအားလုံးပဲမင်္ဂလာပါ။ဟုတ်ကဲ့ပါယခုဗီဒီယိုလေးကတော့တရင်ကျွတ်မိထုံပွဲတော်အထိမ့်မတ်အဖြစ်ရန်ကုန်မြို့ဒါပစုံတော်မြို့နယ်ရေကျော်လမ်းမကြီးကိုအစပြုပြီးတော့မှရေကျော်တရင်ကျွတ်မိထုံပွဲတော်ပျော်ပွဲရှင်ပွဲနဲ့ကျွန်တော်တို့ဈေးအောင်ပွဲတော်ကိုဒီကနေ့တရက် ဆယ်လ2025မှာစတင်ဖွင့်လှစ်လိုက်ပြီဆိုတဲ့အကြောင်းလေးလာရောက်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကအခုဆိုလို့ရှိရင်ရေကြောပွဲစီဒါအစပြုတယ်ပေါ့နော်။နေရာလေးကနေပြီးတော့ဝင်ရောက်มาဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဝင်ရောက်မဲ့လမ်းမကြီးကတိမ်ဖြူလမ်းမကြီးနဲ့ဘူကျုပ်လမ်းဆောင်ရမီးပွိုင်းကနေပြီးတော့ကျွန်တော်ဝင်มาဖြစ်ပါတယ်။ကျွန်တော်ယခုကာလဟာ အများပြည်သူများအတွက်ပျော်ပွဲရွှင်ပွဲများနဲ့ဝေးကွာနေတဲ့ကာလအပိုင်းအခြားတွေဖြစ်တဲ့အတွက်ဒီခုလိုပွဲစည်းကျင်းပလိုက်တဲ့အချိန်ဒီမှာအများပြည်သူအတွက်တော့ခိတခဏစိတ်အပန်းဖြေလေပတ်ကြည့်ရှုရာပွဲစည်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်ကျွန်တော်ဒီခုလိုပွဲစည်းကြီးတွေဟာမြန်မာနိုင်ငံရဲ့ဒါမြမရိုးရာဒေထူးနေမြတ် အခါသမယတွေမှာခွင့်လင့်ကျင်းပလို့ရှိတဲ့ပွဲတော်တွေလည်းဖြစ်ပါတယ်။ကျွန်တော်ယခုလိုပွဲလမ်းသမင်းတွေမှာအများစုတွေ့ရတဲ့ဈေးဆိုင်အများစုကတော့ကျွန်တော်တို့ဘူးဒီကြော်တွေဂိမ်းကစားခြင်းအစားတောက်ဆိုင်များပရိဘောကဆိုင်များကစားပြားအယုံများလူသုံးပုံအစရှိသဖြင့်တို့အများစုသော ဆိုင်ငယ်များမတူညီသောအစားတောက်များစွာကိုဒီခုလိုပွဲစည်းတွေမှာတွေ့ရှိနေရတာဖြစ်ပါတယ်။အဲ့ဒီတဲကမှရန်ကုန်မြို့လုံးအတိုင်းအတာအနေနဲ့အထင်ကရပွဲစည်းရတော့ရေကြောပွဲစည်းဟာဖြင်းရှားနေကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီခုရေကြောပွဲစည်းဟာဆိုလို့ရှိရင်ရန်ကုန်မြို့တွင်းနေလူအများမဖြစ်မနေလာရောက်လေပတ်ကြည့်ရှုကြတဲ့ဈေးပွဲတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီနေ့မှာစတင်ပြီးတော့ရေကြောမှာပွဲစည်းစတင်ခင်းခင်းနေဆိုတဲ့အကြောင်းလေးကိုမျှဝေရင်းနဲ့ဒီခုလိုပွဲစည်းကနေပြီးတော့ခဏတာစိတ်အပန်းများပြေပြောင်းကြပါစေလို့ဆုတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာ။